ပရီးမီယာလိချန်ပီယံလီဗာပူးအသင်းကိုဂုဏ်ပြုရင်တတိပေးစကားပါတခါရေပြောဆိုထားတဲ့မန်စီတီနီပြဂွာဒီယိုလာ2024-2025ရာသီအတွက်ပရီးမီယာလိချန်ပီယံလူဝင်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့လီဗာပူးအသင်းကအနည်းပြတဲ့အာနင်းစလောနဲ့အတူပထမရာသီမှာတင်ချန်ပီယံဆုကိုဆုကူးနိုင်ခဲ့ပါတယ်။ club ထွက်သွားတာကြောင့်ရုံးကန်ရလိမ့်မယ်လို့ထင်ခဲ့ကြပေမဲ့ လေပါဘူးအသင်းကစလော့လက်အောက်မှာအဆင်ပြေခဲ့တာကိုတွေ့ရပြီးတော့ရာသီမသိန်းခင်မှာတင်ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပါတယ်။ဒါဟာမန်စီးတီးအသင်းအနေနဲ့ချန်ပီယံဆုကိုမကာကွယ်နိုင်ခဲ့တာဖြစ်ပြီးတော့နောက်နေ့ဆက်ချန်ပီယံမတ်တန်းကိုမရေးထိုးနိုင်ခဲ့ပဲလင်းနေဆက်နဲ့သာကျင်းနေခဲ့ရတာဖြစ်ပါတယ်။နေပြဘက်ကွာဒီယိုလာရဲ့မန်စီးတီးအသင်းက2021 2020နဲ့2023နဲ့2024ခုနှစ်တွေမှာချန်ပီယံဆုကိုဆုကူးနိုင်ခဲ့တာဖြစ်ပြီးတော့2025ခုနှစ်မှာတော့ အသင်းအခြေအနေကဆူဆူရွရုံခံခဲ့ရပြီးနောက်ရာသီချန်ပီယံလိဝင်ခွင့်ကိုပါခက်ခက်ခဲခဲရှင်ပြန်နေရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီရာသီမှာမန်စီးတီးအသင်းအတွက်ညှော်လင့်စရာဖလားတစ်လုံးတော့ကျန်ပါသေးတယ်။အဲဒီဖလားကတော့ FA ဖလားဖြစ်ပြီးတော့မနီးညရှင်ပြန်ကစားခဲ့တဲ့ Nottingham Forest နဲ့ semi-final ပွဲစဉ်မှာမန်စီးတီးအသင်းကနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာကြောင့် final ပွဲစဉ်ကိုထလန်းသွားခဲ့ပြီဖြစ်ပါတယ်။ final မှာတော့မန်စီးတီးအသင်းက Crystal Palace အသင်းနဲ့ကစားသွားမှာဖြစ်ပါတယ်။ အကြွေရများတော့မန်စီးတီအသင်းနေနဲ့ FA ဖလားကိုရခဲ့မယ်ဆိုရင်ဖလားလက်မဲ့ရာသီကနေရှောင်ရှားနိုင်မှာဖြစ်ပေမဲ့ဒီရာသီဟာမန်စီးတီပရိသတ်တီအတွက်ဘလို့မှချိန်နေစရာကောင်းတဲ့ရာသီတစ်ခုတော့မဟုတ်ခဲ့ပါဘူးအဲဒါကိုဂွာဒီယိုလာကိုရိုင်းကလည်းကောင်းကောင်းနားလည်ပြီးတော့အခုတည်းကနောက်ရာသီကြာရင်ဘလို့ပိုကောင်းအောင်ပြုလုပ်သွားမလဲဆိုတာကိုပါကြိုတင်ပြောကြားလာတာမျိုးတွေရှိလာပါတယ်အခုလည်းနော်တင်ဟမ်ရဲ့ပွဲအပြီးမှာဂွာဒီယိုလာကလီဗာပူးအသင်းကိုဂုဏ်ပြုစကားဆိုရင်းနဲ့ချန်ပီယံဆုကိုနောက်ရာသီမှာသူတို့အသင်းက ပြောင်းလဲစိန်ခေါ်သွားမှာဖြစ်ကြောင်းတခါတည်းသတိပေးလိုက်ပါရစေ။ အခုပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမပြောခင်အသင်းကိုစားလဘာဘူးအသင်းကို Premier League ဖလာရတဲ့အတွက်ကျွန်တော်ဂုံပြုစကားပြောချင်ပါတယ်ဒီအောင်မြင်မှုကသူတို့နဲ့ထိုက်တယ်ပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ငင်းစရာလုံးဝမရှိပါဘူးလဘာဘူးကအရန်ကောင်းခဲ့တဲ့အသင်းမှဆိုပြီးတော့ Guardiola ကဆိုခဲ့ပါတယ်လဘာဘူးအသင်းကအခုရာသီအတွက် Champion ဖြစ်သွားပြီဖြစ်တာကြောင့်နောက်ရာသီမှာ Champion ဆုကိုကာကွယ်နိုင်ဖို့ချိုးပန်းသွားတော့မှာဖြစ်ပါတယ်အဲ့လို Champion ပွဲကိုကာကွယ်တဲ့နေရာမှာ Guardiola ကကျွမ်းကျင်သူဖြစ်တာကြောင့် အဲ့ဒါကဘလောက်ခက်ခဲတယ်လဲဆိုတာကိုအတိဆုံးဖြစ်ပြီးတော့သူအနေနဲ့နောက်ရာသီမှာလေဘာဘူးအတင်းစီကနေချန်ပီယံစုကိုပြန်လည်လူယူနိုင်ဖို့အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့လည်းသတိပေးစကားပြောဆိုခဲ့ပါသေးတယ်။နောက်ဆုံး၄နှစ်မှာတော့ မန်စီးတီးအသင်းလိုမျိုးပဲသူတို့ကလည်းအမတ်ဘေးဖလားဆူဖလားကိုကောက်ွယ်သွားနိုင်ဖို့ချိုးပန်းသွားမှသိကြပါရယ်ဒါပေမဲ့နောက်ရာသီမှာတော့ရာသီကုန်တဲ့အထိကျွန်တော်တို့တွေပိုကောင်းတဲ့ပုံစံနဲ့ရှင်ပြိုင်သွားနိုင်ဖို့မျှော်လင့်ပါရယ်ဒီရာသီမှာတော့အဲ့ဒါကမဖြစ်နိုင်ခဲ့ဘူးပေါ့ဒီတော့လီဗာပူးအသင်းအတွက်ဂုဏ်ယူပါရယ်ဆိုပြီးတော့ပဲဂွာဒီယိုလာကပြောဆိုသွားခဲ့တာဖြစ်ပါရယ်လီဗာပူးအသင်းကအခုဆူဖလားကြောင့်အမတ်ဘေးဖလားကိုအကြိမ်နဲ့ဆယ်စခူးထားနိုင်ပြီဖြစ်ပြီးတော့ခါတိပြိုင်ဘက်ဖြစ်တဲ့မန်ယူအသင်းနဲ့အရေးအတွက်ချင်းတူညီသွားပြီဖြစ်ပါရယ် Battery Certified Website ရဲ့ဖော်ပြခြင်းအရတော့နောက်ရာသီမှာလည်း Liverpool အသင်းက Champion ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်ပါတယ်။အဲဒီအတွက်အကယ်လို့သာ Liverpool ကနနေ့ဆက် champion ဖြစ်ခဲ့မယ်ဆိုရင်တော့22ချိန်နဲ့အများဆုံးဖြစ်လာမှာပါ website ရေဖော်ပြချက်မှာတော့ man city အသင်းကဒုတိယရေပန်းအစားဆုံးဖြစ်ပြီးတော့ တုံးရာဒီစတိုက်ဒုတိယသာရခဲ့တဲ့အာဆနယ်အသင်းကတတိယရေဘဲအစားဆုံးဖြစ်နေကြတာဖြစ်ပါတယ်။အဲဒီနောက်မှာမှနယူကာဆယ်၊ချဲလ်စီ၊အက်စတန်ဗီလာ၊မန်ယူနဲ့စပါးတို့ရှိလာကြပါတယ်။ပရိသတ်ဂျီရိုအနေနဲ့ကလာမယ့်2025-2026ရာသီမှာလီဗာပူးအသင်းအနေနဲ့ချန်ပီယံဆုကိုကာကွယ်နိုင်သွားမှာလား။ဒါမှမဟုတ်ဘယ်အသင်းအများချန်ပီယံဖြစ်နိုင်ခြေရှိတယ်လဲဆိုတာကိုဆွေးနွေးပေးသွားကြဖို့ပြောဆိုလိုက်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။